မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာအော်တိုဘလ9ရက်နေ့ဒီနေ့မှာ နေပြည်တော်ကိုလာရောက်ပြီးစစ်ကောင်းဆောင်အပါအဝင်စစ်ကောင်မရှင်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်ဗိုလ်ချုပ်ကြီးဟောင်းညိုစောဒုတိယဗိုလ်မှူးကြီးဟောင်းဦးတန်းဆွေတို့နဲ့တွေ့ဆုံခဲ့တယ်လို့အာဆီယံကထုတ်ပြန်ပြောဆိုပါတယ်ဒီခီးစဉ်မှာအာဆီယံဘုံသဘောတူညီချက်9ရက်နိုင်ငံတွေတည်ငြိမ်ရေးငြိမ်းချမ်းရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုခွင့်ပြုပေးဖို့နဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့ရွက်ောက်ဝဲဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်နဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဘက်ကထုတ်ပြန်ထားပါတယ်။ဟိုအာဆီယံအနေနဲ့သဘောထားမှာသဘောထားငြင်းချစီခြင်းနဲ့ဟုတ်ပြီငြင်းချစီခြင်းနဲ့ဆိုကျွန်တော်တို့တချမ်းလေးတုံးလို့မရဘူးလေကျွန်တော်ပြောတာမင်းတို့ငြင်းချရေးစကားပြောဖို့အတွက်ဘယ်လိုတွေပြင်ဆင်ထားလဲလို့နော်ငြင်းချရေးပြောဖို့အချက်အစီအစဉ်မရှိဘူးလားတော့ဒီလိုတွေကျွန်တော်တို့လာလာမေးတယ်အဲကျွန်တော်တို့တချမ်းနဲ့မေးလို့မရဘူးနော် ်ဆက်ကဆာလည်းမေးရောအောင်တကယ်တမ်းဘုံကျဲပြီးတက်ဖြတ်နေတာဆက်ကဆာပါဘောနော်လူတို့အမြောက်အများတက်ဖြတ်နေတဲ့သူကြတော့ဟို president အဲ့လိုအတင်ပရက်ဇစ်ဒန့်လိုအတင်မင်နစ္စတာလိုတွားပြီးတော့အော်လုံနေရဲ့ဟေးဆိုကြဲဝါဒါအာဆီယံလဲသူ့ပါဝါသူ့သူ့ရဲ့နိုင်ငံရေးဩဇာပေါ့နော်ဒီအဖွဲ့စည်းဖွဲ့စည်းပြီးတော့မှဒီအဖွဲ့စည်းဆယ်နိုင်ငံလောက်ရှိတဲ့အဖွဲ့စည်းကိုဖွဲ့ပြီးစီးပြီးတော့မှသူတို့ဘာဩဇာမှမရှိတဲ့အခြေအနေမျိုးဟောဘာမှလည်းမလုပ်ပေးနိုင်တဲ့အခြေအနေမျိုးပုံဖြစ်နေတာပေါ့နော် ခီးစဉ်မတိုင်ခင်အော်တိုဘာလ6ရက်နေ့ကတရင်ကျွလာပညာမိထုံပွဲကျင်းပနေတဲ့စကိုင်းတိုင်းချောင်းဦးမြို့နယ်ကပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဒီခီးစဉ်မှာပြောဆိုခဲ့တာမျိုးမတွေ့ရသလိုစစ်တပ်ရဲ့ဘုံကျဲမှုတွေကိုရပ်တန့်မှုပြောဆိုတာမျိုးလည်းမတွေ့ရပါဘူးအာဆီယံဘုံသံတော်တူညီချက်9ရက်ကို2021ခုနှစ်ဧပြီလထဲကထုတ်ပြန်ထားတာဖြစ်ပြီးဒီချက်တွေကတော့အကြမ်းဖက်မှုတွေချက်ချင်းရည်ရည်တက်ဆိုင်သူတွေတွစ်ဆုံဆွေးနွေးရည် အာဆီယံအထူးတန်တမန်ကဂျောင်းဝင်ညှိနှိုင်းပေးရေးအာဆီယံကတဆင့်စာနာမှု အကူအညီတွေပေးရင်းနဲ့အာဆီယံအထူးတန်တမန်မြန်မာပြည်ကိုလာပြီးတက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့တွေ့ဆုံရေးတို့ဖြစ်ပါတယ်။အနာဒိန်စစ်တပ်ဟာအာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာတာမျိုးမရှိသလိုပြည်သူတွေပေါ်လေကြောင်းဘုံကျဲတက်ဖြတ်မှုတွေကိုလည်းအဆက်မပြတ်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ကျွန်တော်တို့တန်တမာတိုင်းမိုင်းမှာဒီတိုင်းပဲပြောကြဆိုကြဆွေးနွေးကြရတော့ အခုဒါအခုဒါချောင်းကိစ္စဆိုလို့ရှိရင်ဒါမကြခင်မှာဟို UN UN ဘက်ကနေပြီးတော့ကျွန်တော်တို့ဒါ General Secretary လား sorry အဲသူကိုယ်တိုင်ကျွန်တော်တို့ဟိုဟာဟိုဟာ statement ထွက်မှာပေါ့နော်အဲ့တော့ EU ကလည်း statement ထွက်ဒါပေမဲ့မင်းတို့ ASEAN ဘာလို့နေလဲ data တွင်နိုင်ငံတွေကဘာလို့နေလဲဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးမေးခြင်းကိုခံခဲ့ရတာပေါ့နော်ကျွန်တော်ကျွန်တော်ဆိုကျွန်တော်မနေ့ကအဲ့လိုမေးမြန်းခြင်းခံခဲ့ရခံခဲ့ရဆိုတော့ တော်တော်တော့ဒါစိတ်မကောင်းစရာပဲဟိုကို့ဘေးနားမှာဖြစ်နေတဲ့ပြဿနာတွေကိုကို့ဘေးကနိုင်ငံတွေကလည်းဒီတိုင်းထိုက်ကြည့်နေကြတယ်ဘာသမ်းမှမထုတ်ဘာစကားမှမပြောအာဆီယံအနေနဲ့အာနာသိန်းစေအုစုကကျင်းပပေးမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုဘူးလို့ထုတ်ပြန်ပြောဆိုထားပေမဲ့လက်တွေ့မှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်းဆောင်နဲ့ပြောဆိုဆွေးနွေးမှုတွေလုပ်နေတာလည်းဖြစ်ပါတယ်။